ကဘာကံအကောင်ဆုံးလူသားသူမဟုတ် phrase luck slut ရောက်လိုက်ပါစီးနေလာခဲ့တဲ့ရထားကရုတ်တရက်လမ်းချော်ပြီးတော့မြစ်ထဲကိုပြိုးကျသွားခဲ့တယ်။ခီးတဲ့ဆက်ရှယ်မှာ18ရောက်ရင်းနှစ်တည်ဆုံးခဲ့ပါတယ်။အဲ့ဒီမှာမှ slut ရောက်ဟာရယောက်ကနေအထက်ကိုတက်လာပြီးကေဇေးအဖွဲတွေတွေ့ရှိလို့ကေတင်ခဲ့ပါတယ်။အဲ့ဒီဖြစ်ရဖြစ်ပြီးတော့နောက်တစ်နှစ်မှာတော့ slut ဟာပထမဆုံးအကြိမ်လေးရင်နဲ့ခီးသွားခဲ့ပါတယ်။ ူဘေးနာတကရုတ်တရက်ပွင့်သွားပြီးစလက်ကလေးဒီမပါပဲလေရင်ပေါ်ကနေအပြင်လွင့်ထွက်သွားခဲ့ပါတယ်။သူထွက်သွားပြီးတဲ့နောက်မှာတော့လေရင်ဟာတောင်တစ်ခုနဲ့တိုက်မိပြီးပေါက်ကွဲသွားတဲ့အခါခရီးသည်အယောက်20တေဆုံးခဲ့ပါတယ်။အဲ့မှာစလက်ဟာကောက်ရိုးပုံပေါ်ကြာခဲ့တာကြောင့်အနည်းငယ်600လောက်ပဲရရှိခဲ့ပြီးတော့နောက်တစ်ချိန်ကန်ကောင်းထောက်မှစနဲ့အသက်ရှင်ခဲ့ပါတယ်။1966ခုနှစ်မှာစလက်လိုက်ပါစီးနှင်လာခဲ့တဲ့ဘတ်ကားဟာလမ်းမပေါ်ရှိခဲ့ကြောင်းကားချော်ပြီးမြစ်ထဲကိုကျခဲ့တဲ့အခါခရီးသည်လျောက်ရင်းနှစ်သေဆုံးခဲ့ပါတယ် ဒါပေမဲ့အဲ့ဒီမှာလဲဆလတ်ကနောက်တစ်ချိန်ထပ်ပြီးအသက်ရှင်ခဲ့ပြန်ပါတယ်။အဲ့ဒီခါမှာဆလတ်ကအများပြည်သူခရီးသည်သုံးရှင်တွေဟာမလုံခြုံဘူးလို့တွေးပြီးကိုပိုင်ကားဝယ်ခဲ့ပါတယ်။သူကိုယ်တိုင်ခရီးတဆိုင်မောင်းမယ်ဆိုရင်တော့ဘာမှဖြစ်လောက်မှမဟုတ်တော့ဘူးလို့တွေးခဲ့ပါတယ်။တိုင်းမဲ့1980ခုနှစ်မှာဆလတ်ကသူ့ကိုယ်ပိုင်ကားနဲ့ခရီးသွားနေတော့ရုတ်တရက်သူ့ရဲ့ကားမီးလောင်ခဲ့ပါတယ်။ဆလတ်ဟာကားအပြင်မြေမြခေါထွက်ခဲ့ပြီးစက္ကန့်အနည်းငယ်အကြာမှာတော့ကားဟာပောက်ကွဲသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့1993ခုနှစ်မှာစလတ်ကားစီဖြစ်နေတော့စီကောက်ချုပ်ရမှုကြောင့်နေရအနှံ့စီတွေဖိတ်ဆင်းပြီးကြီးမားတဲ့မီးလောင်ကျွမ်းမှုရှိခဲ့ပါတယ်ဒီချိန်မှာစလတ်ဟာကားပေါ်ကနေခက်မြမြန်ဆင်းပြီးထွက်ပြေးခဲ့ရမှာအသက်မသေခဲ့ပေမဲ့သူ့ကောင်စပင်းတွေကတော့မီးကျွန်းသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့စလတ်ဟာကားတွေကလည်းသူ့တက်မလုံးကျုံဘူးလို့ယူဆပြီးရဲ့နောက်ပိုင်းမှာတော့ဘယ်ကားမှမစီးတော့ပါဘူးဒီလိုနဲ့နှစ်အနေငယ်အကြာသူ့ဘဝဟာအေးချမ်းစွာနဲ့ပဲထက်သန်းနေခဲ့ပါတယ် ဒါပေမဲ့1995ခုနှစ်မှာလမ်းဖြတ်ကူနေတော့သူ့ကိုဘတ်စကားတစ်စီးကဝင်တိုက်ခဲ့ပါတယ်။သူ့နေရာမှာတခြားသူဆိုရင်တော့အသက်ရှင်မှာဟုတ်ပေမဲ့ဒီအာကလူသားစလက်ကထူးဆန်းစွာနဲ့အသက်ရှင်ခဲ့ပါတယ်။အဲဒီနောက်တနေ့1996ခုနှစ်မှာတောင်ပေါ်လမ်းတစ်ခုမှာကောင်းမောင်းနေတော့ရုတ်တရက်လမ်းအကွေတစ်ခုအဲ့ရှေ့ရနေကားကြီးတစ်စီးကအချိန်နဲ့ထွက်လာခဲ့တယ်။အဲ့ချိန်မှာစလန်ဟာပြရခတ်သွားပြီးဘာမှစဉ်းစားစရာမရတော့ကြကားကိုချက်ထဲထိုးဆင်းလိုက်ပါတယ်။ စလက်ကကားထဲမှာရှိနေမယ်ဆိုရင်သိနိုင်ပေမဲ့ကန့်ကောက်ကျတော့ကပတ်ပတ်မထားတာကြောင့်ကားရဲကနေလွင့်ထွက်ပြီးတစ်ပင်တစ်ပင်မှာသွားချိန်နေမိခဲ့ပါတယ်။ဒီလိုအန်အောထူးဆန်းထွေလာအကြောင်းအရာတွေကြောင့်သူ့ရဲ့တငယ်ချင်းတွေဟာဘယ်တော့မှသူနဲ့အတူတူခီးမသွားရခဲ့ကြပါဘူး။2003ခုနှစ်မှာဆလဟာသူ့ရဲ့83နှစ်ပြည့်မွေးနေ့မှာပဲထူးဆန်းစွာအမေရိကန်ဒေါ်လာသက်တမ်းထိပေါက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့2016ခုနှစ်အသက်89နှစ်အရွယ်မှာတဘာဝတိုင်းပဲဆုံးပါသွားခဲ့ပါတယ်။